လက်ရှိစီးကိန်းမှာအသုံးပြုဖို့စောက်လုပ်ထားတဲ့အစားအဝေးနဲ့ပတ်သက်ပြီးအာဇာကွင်းယုံတွေကိုအာဇာတက္ကသိုလ်တကူဖွင့်လှစ်နိုင်ဖို့စီမံချက်ရေးဆွဲပြီးအစိုးရအဖွဲ့ထံမှခွင့်ပြုချက်ရယူကာလုပ်ငန်းလိုက်အကောင့်ထဲပေါ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အာဇာနီရီလိုက်အကယ်ဒမီကျောင်းများဒေသကြီးစခန်းများဖြင့်ဆက်လက်ထားရှိသွားမယ်လို့လည်းအာဇာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးတင်ဆန်းကနိုဝင်ဘာလ23ရက်နေ့ပြည်သူ့လွှတ်တော်အစည်းအဝေးမှာပြောကြားလိုက်ပါတယ်။ဝက်လက်မဲစန္ဒာနယ်မှာသူရဦးအေးမြင့်က စီးကိန်းမှာအသုံးပြုဖို့စလုပ်ထားတဲ့အဆောက်အအုံနဲ့ပတ်သက်ပြီးဆက်လက်အသုံးချသွားမယ့်အစီအစဉ်နဲ့အမျိုးသားကျောင်းသားအားစားပြိုင်ပွဲများဆက်လက်ကျင်းပသွားရန်မေးခွန်းကိုဝန်ကြီးကအခုလိုဖြေကြားခဲ့တာဖြစ်ပါတယ်။ဥတင်ဆန်ကဝနတိတ်တိစပေါ့ကွန်ပလက်စ်အတွင်ဝါသနာရှင်တွေနေ့စဉ်အားကစားလှုပ်ရှားမှုများဆောင်ရွက်နိုင်မယ့်အပြင်နိုင်ငံတကာပြိုင်ပွဲများပြည်တွင်းပြိုင်ပွဲများကိုပါကျင်းပပေးခြင်းအားစားသူတည်တနာလုပ်ငန်းများဆောင်ရွက်ခြင်းနဲ့လက်ဝေးစင်တွေကိုစခန်းသွင်းလေ့ကျင့်ခြင်းများဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းဖြေကြားခဲ့ပါတယ်။ဒါ့အပြင်အမျိုးသားအားစားပွဲတော်ကို၄နှစ်တစ်ကြိမ်ကျင်းပပြုလုပ်နိုင်ဖို့ နိုင်ငံတော်ရဲ့ဥဆောင်မှုနဲ့တခြားဝန်ကြီးဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်သွားဖို့လည်းရှိတယ်လို့ပြောကြားခဲ့ပါတယ်။တက္ကသိုလ်ဒီဂရီကောလိပ်တွေမှာနှစ်စဉ်အားကစားပြက်ကြရင်တွေရွေးဆွဲပြီးကျောင်းနှင်းပြိုင်ပွဲတွေဖိတ်ခေါ်ပြိုင်ပွဲတွေကိုပထမအကြိမ်ဖြစ်2021ခုနှစ်မှာကျင်းပခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်အားစားစင်တန်မြန်မာလာစေဖို့အတွက်အဆင့်မြင့်ပညာနဲ့အခြေခံပညာအဆင့်လိုက်ပြိုင်ပွဲတွေကိုဦးစီးကော်မတီ၊လုပ်ငန်းကော်မတီ၊ဆက်ကော်မတီစသဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့အကူအညီကိုရယူပြီးဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ဦးတင်ဆန်ကပြောကြားခဲ့ပါတယ်။